ယူကရိန်းနဲ့အမေရိကန်တို့လာမယ့်ဧပြီလ24ရက်နေ့မှာတာတူးဆိုင်ရာသဘောတူညီမှုလက်မှတ်ရေးထိုးသွားမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရယ်။အီတလီဝန်ကြီးချုပ်ဂျီအိုဂျီယာမီလိုနီကဘေးမှာထားပြီးဘဲဥပုံရုံးခန်းထဲမှာထရန့်ကသတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့တပ်တုဆိုင်ရာသဘောတူညီမှုတရရပါလိမ့်မယ်လို့သူကပြောဆိုခဲ့ပါတယ်။ ်တမရထရန့်နဲ့ယူကရိန်းတမရဗလိုဒီမာဇီလန်စကီတို့ဟာအဲ့ဒီသဘောတူညီမှုကိုဖေဖော်ဝါရီလကတည်းကလက်မှတ်ရေးထိုးဖို့စီစဉ်ခဲ့ကြပေမဲ့အင်မီရောမှာအချင်းများပြီးယူကရိန်းကိုယ်စားလှယ်အဖွဲ့မောင်းထုတ်ခံခဲ့ရတာပါထရန်ကသူ့အနေနဲ့ဇီလန်စကီရဲ့ကြီးမားတဲ့ပြိသက်မဟုတ်ပေမဲ့ရုရှားနဲ့တိုက်နေတဲ့စစ်ပွဲအတွက်သူ့ကိုတာဝန်ခံခိုင်းမှုပယ်ချမထားဘူးလို့ပြောပါတယ်။မိမိအနေနဲ့ဇီလန်စကီကိုအပြစ်မတင်လို့ပေမဲ့သူ့အနေနဲ့ကြီးကြီးမားမားလှုပ်ဆောင်ပြတာလည်းမရှိသေးဘူးလို့ထရန်ကပြောပါတယ်။ ယူကရိန်းနဲ့အမေရိကန်ကြားတပ်သူဆိုင်ရာသဘောတူညီမှုစာမျက်နှာ80လောက်ကိုလက်မှတ်ရေးထိုးသွားဖို့ရှိနေတယ်လို့အမေရိကန်ဗန်နာရေးဝန်ကြီးကအတည်ပြုထားပါတယ်။ဇယ်လန်စကီးကိုအိမ်ဖြူတော်တို့ပြန်လည်ဖိတ်ခေါ်ပြီးသဘောတူညီမှုလက်မှတ်ရေးထိုးသွားမှာလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဝါရှင်တန်ကသူတို့ပေးထားတဲ့စည်ရည်အကူအညီအရယူကရိန်းရဲ့သဘာဝအရင်းမြစ်ထောက်ယူသုံးဆွဲခွင့်သဘောတူညီမှုရယူဖို့လဲကြိုးပမ်းနေတာဖြစ်ပါတယ်။ ယူကရိန်းအနေနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုရယူလိုတဲ့ဆိုရင်လက်ရှိရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေကိုလက်လွတ်ပေးရနိုင်ချေရှိနေပါတယ်။